သူမစင်ကနေပြီးတော့ထုတ်တဲ့ဆေးဆိုတော့ဟာတော်တော်လန့်သွားတယ်အဲ့တော့ပြောရင်ရှင်းပြောလို့ရှင်တော့အီးစားပြီးတော့ကျွန်တော်တို့ကုရတဲ့ယောဂါပေါ့ဗျာအဲ့တော့ဘာလို့အဲ့လိုမျိုးကုရတာလဲပေါ့နော်ဘာလို့ကုရတယ်ဘာကြောင့်အဲ့လိုတီလောက်ရတာလဲပေါ့နော်တော်ထူးဆန်းသွားတယ်ပေါ့နော်အဲ့တော့ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြမယ်ဆိုလို့ရှင်တော့ဒီနောက်ဆုံးဘလို့မှမရတော့တဲ့အဆုံးမှာမှာဒီအဲ့လိုမျိုးတိတ်ပတ်ပညာရှင်တွေကကြံစီလိုက်ကြတာပေါ့ဗျာအဲ့တော့ဒီလူမစင်ကထုတ်တဲ့ဆေးကတော့ကျွန်တော်တို့ကပုတ်ပဲလို့ကျွန်တော်သုံးတယ်ပေါ့ဗျာအဲ့တော့အဓိကအဖြစ်တော့ဒီကောင်တွေကိုကျွန်တော်တို့က အခြားပိုးသက်ဆေးတွေတခြားကျွန်တော်ပေါ့နော်အခြားဆေးဝါးတွေအကုန်လုံးသုံးကြည့်ပြီးတော့လုံးဝမရတော့တဲ့အဆုံးကြတော့မှကျွန်တော်တို့ကဒီဆေးကိုသုံးရခြင်းဖြစ်တယ်ပေါ့နော်အဓိကသုံးတဲ့ယောဂါကတော့ကျွန်တော်တို့က Clostridium difficile လို့ခေါ်တဲ့ကျွန်တော်တို့ကပိုးကူးစက်ခံရတဲ့ယောဂါပေါ့နော် Clostridium difficile infection ကျွန်တော်တို့ CDI လို့ကျွန်တော်တို့ခေါ်တဲ့ဒီဗီဒီယိုနောက်ပိုင်းမှာလည်းကျွန်တော် CDI လို့ပဲကျွန်တော်တို့အတူအောင်ပြောပြပေးသွားမယ်ပေါ့နော် အဲ့ဒီ clausurian devil sign ကိုလည်းကျွန်တော်တို့ကအတူကော cdiff လို့သုံးကြတယ်အဲ့တော့ cdiff ကူးတယ် cdiff ကူးတယ်ပေါ့ဒါဒါ clausurian devil sign ပေါ့အဲ့တော့ဒီပိုးဒီတော်တော်အန္တရာယ်များတဲ့ပိုးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပိုးတော်တော်များများသည်ကျွန်တော်တို့ကဘက်တီးရီးယားဆိုလို့ရှိရင် antibiotic လို့ခေါ်တယ်ကျွန်တော်တို့ကပိုးသက်ဆေးတွေတောက်ရင်တတ်တာတယ် virus ဆိုလည်း antiviral လို့ခေါ်တယ်ကျွန်တော်တို့က virus သက်ဆေးတွေတောက်ရင်တတ်တာတယ်အဲ့တော့ fungus လို့ခေါ်တဲ့မှိုဆိုလို့ရှိရင်လည်း antifungal တွေတောက်ရင်တတ်တာတယ်ပေါ့နော်တတ်တာနိုင်တယ်ဒါပေမဲ့ဒီကောင်ကကြာတော့ပြဿနာက တော်တော်များများသူကကျွန်တော်တို့ကဘာတော်ပြောထားလဲဆိုတော့ step 1 bacteria ပေါ့အဲ့တော့ step 1ဆိုတဲ့အင်္ဂလိပ်စကားလုံးတစ်လုံးရှိတယ်ကျွန်တော်တို့ရှင်းပြလို့ရှိရင်တော့ဗျာကြိုးကြောင်နိုင်တဲ့ကာပေါ့ဗျာတဲ့ခေါင်းမာတာပေါ့အဲ့တော့ဒီကောင်လဲကြိုးကြောင်နိုင်တဲ့ခေါင်းမာတယ်အဲ့တော့တော်ယုံတန်ယုံပိုးသက်စီကိုသူကလုံးဝခံနိုင်ရရှိတယ် ဘာကြောင့်လဲဆိုတော့သူကဟိုကပိုးသက်ဆေးကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီ Clostridium difficile လို့ခေါ်တဲ့ infection ဒီကျွန်တော်တို့ကတော်တော်လေးကို step born နိုင်တဲ့ infection ဖြစ်တဲ့ကြောင့်မလို့သူ့ကိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ကသိပ္ပံပညာရှင်တွေကဒီမစင်ကထုတ်တဲ့ဆေးနဲ့မှကုလို့ရတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဒါကတော့အဲ့အကြောင်းလေးဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းမှာတော့ကျွန်တော်အဲ့အကြောင်းလေးဘယ်လိုမျိုးအဲ့မစင်ကထုတ်တဲ့ဆေးကိုကုတဲ့အထိဖြစ်သွားရဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုနောက်ပိုင်းလေးမှာရှင်းပြပေးသွားပါမယ်